ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေးစိန်ခေါ်မှုကဘာတွေဖြစ်မလဲ။ငြိမ်းချမ်းရေးစိန်ခေါ်မှုကတော့ကျွန်တော်တို့ဒီငြိမ်းချမ်းရေးအကျိုးပေါ့ဗျာ။အဲ့ဒါကိုအခုလူငယ်တွေပေါ့နော်။သူတို့လူငယ်တွေအားမှာငြိမ်းချမ်းရေးဆိုတာဘာလဲဆိုတာဟာပေါ့နော်။အဲ့ဒါသူတို့ဟိုရောက်တဲ့တလောက်မရောက်တဲ့ကိစ္စပေါ့ဗျာ။ရှင်းရှင်းပြောမယ်ဆိုရင်ဒီ peace process ရယ် peace ရဲ့တံပိုးပေါ့ဗျာအဲ့ဒါအခုလူငယ်ပိုင်းတွေကသူတို့ကဒီဟာအတွေ့အကြုံမရှိဘူးမရှိတဲ့ခါကျတော့အဲ့ဒီငင်းချိုင်းတံပိုးကိုတိဖို့ဒါမြန်မာဆဆလူငယ်တွေကြောင်းမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ကဘယ်လိုမှ mindset ကိုလူငယ်ရဲ့ mindset ကိုချိထိရောက်ရောက်နေပေါ့သူတို့ကိုကျွန်တော်တို့ကအတိအမှတ်ပြုတ်ပြီးတော့လीအဲ့ဒါကိုစနစ်တကျနေပေါ့လူငယ်တွေကြောင်းမှာဒါ ဖြတ်နိုင်ဖို့လိုတယ်လူကြီးတွေကတော့ကျွန်တော်တို့အတိတယ်ကျွန်တော်ကအာခစ်တုံးခစ်လေးခစ်လောက်ကျွန်တော်မိခဲ့တယ်အဲ့မှာကျွန်တော်တို့တော့ဒီငင်းချိုင်းကြီးကမရှိမဖြစ်အလိုအဆုံးပဲနော်ငင်းချိုင်းမရှိဘာမှလုပ်လို့မရဘူးအကြောင်းပညာလေးတင်လို့မရဘူးနော်အကြောင်းပိတ်လိုက်ဖွင့်လိုက်အဲ့မျိုးလုပ်ရင်လည်းကျွန်တော်ရဲ့အကြောင်းတော့ဘဝကလည်းတော်တော်နစ်နာခဲ့တယ် အဲ့တွေ့ကြုံကဘာကြောင့်လဲဆိုတော့ကျွန်တော်ကအဲ့ကိစ္စငင်းချမ်းကြီးကပြ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 နဲ့ကျွန်တော်အရသာကိုကျွန်တော်မခံစားနိုင်သေးဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အလူအဆုံးကြီးကတော့မြဲမဲဆဆကျွန်တော်ကဟိုလူငယ်ချားမှဒီ ဟုတ်ကျွန်တော်တို့ဘယ်လိုခေါ်မလဲတန်တန်းလေးပါကြီးပြီးနိုင်ဖို့လို့လေငင်းချိုင်းနဲ့ပတ်သက်တာလေအဲ့အဲ့ဒါပဲကျွန်တော်ကျွန်တော်တချို့ကသူတွေမှာစွန့်ရစရာမရှိဘူးဆိုပြီးတော့စုတ်ကင်ထားတဲ့ဒီတချို့ကဘာပြောကြတယ်အဲ့ဒါကတော့ဗျာကျွန်တော်ရဲ့အရင်နေဆုံးပုံကူတွေပါเนาะကျွန်တော်အကြောင်းသားဘုရားမှာဒီဒီပုံကူတွေနဲ့ကျွန်တော်ကငွေကိုတမျှကျွန်တော်တွဲလာခဲ့တာဒါမဲ့ဒါကျွန်တော်ငွေတော့ဒီလိုပဲတွေးကြတာလေ ကျွန်တော်အတစ်လဲရလာပြီเนาะအချိန်ဒီအချိန်ခါလဲပဲကျွန်တော်ကသုံးတတ်နိုင်ခဲ့တယ်အခုကအဲ့အဲ့ခံယူချက်လေးနဲ့အခုတက်တည်တို့ကဆွေးဆွေးမြင်းမြင်းလှုပ်တဲ့လူတွေကတော့တို့ကိုယ်တိုင်လိုက်ကတို့တို့ရဲ့ဟိုဘယ်လိုခေါ်မလဲတို့ရဲ့ mindset ထဲမှာလေတခုခုတော့ဟိုပိတ်လောင်နေတယ်လို့ပဲကျွန်တော်ယူဆတယ်ကျွန်တော်ဆွေးငယ်ငယ်တော့ဒီလိုပဲလေဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော်တော်တော်ပွန့်သွားတယ်တို့ပွန့်သွားဖို့ကဘယ်လိုခေါ်မလဲတို့တော့ကျွန်တော်က စီယုံရောက်မယ်เนาะသူတို့ကိုရံဖြစ်နေနဲ့မပေါင်းရအောင်တငယ်ချင်းတငယ်ချင်းပဲမိဆွေမိဆုံမိဆွေအောင်ပဲဆိုတော့ကျွန်တော်တို့ဟိုသူတို့စီမှာတော့ဟိုအတတ်နိုင်ဆုံးသူတို့စိတ်ရှိလက်ရှိနဲ့ပေါ့နော်ဒီငင်းချမ်းကြီးရဲ့အကျိုးငင်းချမ်းကြီးရဲ့ရလာငင်းချမ်းကြီးရှိချမ်းအပြင်เนาะကျွန်တော်ဘယ်လောက်ကြိုးရှိတယ်လဲဆိုတာကိုနေပေါင်းဆောင်ကနေသူတို့စီဖြန့်ပေးရမယ်ဟို NCA စပြီးတော့လှုပ်တဲ့ချိန်မှာဒီဟိုရှင်းရှင်းပြောမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်အဲဓမ္မဦးသိန်းစိန်ကဟိုငယ်ပေါင်းဆောင်ကျွန်တော်လွတ်တယ်မလို့လဲဆိုတော့အဲ့တောထမရှိတဲ့ကျွန်တော်တငယ်ချင်းတွေအကုန်လုံးကခေါင်းဆောင်နေဖြစ်ကုန်ပြီသူတို့ရဲ့ဒေတာအရောက်ကျွန်တော်တွားပြမှလीကျွန်တော်ကိုယ်တိုင်အဲ့လို စီစဉ်နေရှေ့ဆက်ညှိနိုင်ရတာရှေ့ဆက်ညှိနိုင်တာကျွန်တော်တွားတော့သူ့လက်ခံတယ်လေဘာလို့လဲဆိုတော့ကျွန်တော်ကသူ့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 ရဲ့အပေါင်းအသင်းလေလူစိမ့်မှာမဟုတ်တာချောင်းမိုင်းတို့ပါဘာကျွန်တော်ခဏခဏတွားရတယ်ရှစ်ချိန်လောက်ကျွန်တော် NCA ဖြစ်ဖို့အတွက်ကျွန်တော်ကျွန်တော်ကိုယ်တိုင်နော်ကျွန်တော်တတ်လို့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ experience ကျွန်တော်ရဲ့ experience ကျွန်တော်ရဲ့အတွေ့အကြုံရဒီတောထဲမှာရောက်နေတဲ့ညီကိုတွေကကျွန်တော် နဲ့တွေ့ရင်ကျွန်တော် something တော့ချင်းဖြစ်မယ်လို့ကျွန်တော်ယူဆတာအခုလောလောဆယ်ကျွန်တော်လူချင်းလူချင်းနေတာကကျွန်တော်ချင်းလို့ခြင်းနဲ့ဒီလူဖြစ်နေတဲ့ကျွန်တော်ပိတ်လောင်နေတဲ့အနေထားဒီကကျွန်တော်မြန်မာပြည်သားတိုင်းမှာဒီဟာခံစားနေရတယ်ဒီ၄နှစ်တာကာလအလောက်မှာလေတယောက်နဲ့တယောက် misunderstanding ဖြစ်ကြတာ တော့အချင်းချင်းနားမလဲကြဘူးလीနားမလဲကြဘူးဆိုဆိုဒီ peace process ဟာလည်းအခုကျွန်တော်ထင်တယ်အစအနေပြန်စအောင်ဆိုသူတို့တောထက်တောင်တဲထိသူတို့စီကိုတွေ့ရမယ်เนาะကုစလေတွေလွတ်ရမယ်เนาะအဲ့အဲ့ process နေနဲ့ကျွန်တော်အဲ့အဲ့အဲ့ဒါပဲမြင်တယ်ဟုတ်เนาะ ဆိုဆရာတို့ဒိုင်းနာဒိုင်းနာလည်းနဲ့ကိုင်းမှာကြတော့ငါ CNF CND ဒါမျိုးရှိတယ်တော်တခု PDF မှာကြတော့အများကြီးဖြစ်တယ်ဒီကိစ္စကြဘလို့ကြံ့ဥကြံ့ဘလို့လောက်ကြအောင်ဒါတော့အခုနကျွန်တော်ပြောသလိုလူငယ်တဘာဘောတော့ဒီလိုပဲပေါ့ဗျာနော်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်ချင်းလေးတွေဆိုလို့ရငငယ်ကလေးကကျွန်တော်တင်လိုက်ပဲကြိုက်ကြတာဟုတ်ဆိုတော့တူမီပဲအဲတူမီတူမီပဲဖြစ်ဖြစ်ဘာပဲဖြစ်ကျွန်တော်ယောက်ျားတယောက်အနေနဲ့ တနက်တလက်မရှိလို့ရင်ကျွန်တော်ယောက်ျားမပီတော့ဘူးဆိုပြီးတော့ကျွန်တော်ရဲ့ဟိုဘိုးဘွားအစင်စစ်ကနေအဲ့လိုရိုက်သွင်းထားတာဆိုတော့ဒါကတော့ဒါဟိုဘာမှစိုးရင်ဆက်မရှိပါဘူးเนาะသူတို့ကသူတို့ကဟိုအမျိုးပေါ့เนาะတကယ်တမ်းတော့သူတို့ mindset လေးနဲ့အဲ့အဲ့ဒါလေးကိုသူတို့နေချင်တာဖြစ်တယ်သူတို့ဟိုသူတို့ရဲ့ mindset လေးကိုကိုကเนาะညာတာထောက်ထားရမယ်လမ်းမှန်ပေါ်ရောက်ဖို့ကဒါရောက်လာပါလိမ့်မယ် ဒါမဲ့ခက်နေတာကနိုင်ငံရောက်နေတဲ့နော်နိုင်ငံသားကျွန်တော်မိတ်ဆွေတွေကကျွန်တော်လူခံချက်မရှိဘူး။ဆိုကျွန်တော်လူပွင့်ပွင့်လင်းလင်းနဲ့ခံချက်ရှိတဲ့လူတွေနဲ့ဆိုရင်တော့ဖြစ်ပါတယ်ဒီလူငယ်တွေကကျွန်တော်ချစ်ပါတယ်ကျွန်တော်တူသားတွေပါနော်အကုန်လုံးဆိုမဝိဖြစ်လေးကျွန်တော်ကျွန်တော်ထင်တယ်ဟောဂျန်သူတွင်းရွေးအဲဂျန်သူပြိုင်တူတွင်းရုံမှာတွင်းတွင်းပုံတွင်းနေလို့တာဟုတ် ဒီဇိုင်းတွန်းလို့တော့မရဘူးဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲသူ့ရဲ့၄စနစ်လေးပေါ့နော်မှန်ကန်ဖို့လိုတယ်နော်အဲ့ဒါကိုစိတ်ချလက်ရှိနဲ့ကျွန်တော်အထူးပြန်လူငယ်ဆိုကိုလူငယ်ဆိုတော့တို့ဒီတက်ကြွတဲ့စိတ်ဓာတ်တရားလေးတို့ရရိုးရိုးသားသားနဲ့လေဟိုတက်ကြွနေတာ